ဟယ်လိုဒီနေ့ကတော့မိကစီတူကူလေးလို့ဖြစ်ပါတယ်။အိမ်တိုင်းလွယ်လွယ်ကူကူလိုက်လို့လို့ရမယ်နည်းလမ်းလေးမလို့မိရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားကြပါအောင်နော်။စီတူကူလုံရင်အဓိကအချက်ကကြတော့သူ့ရဲ့အသုံးဆောင်ပစ္စည်းတွေကတန့်နေမှာဖြစ်ပါတယ်။မိကဒီပိတ်ဆက်လေးတွေကိုရှော်ပြီးတော့လှမ်းထားတာပဲဖြစ်ပါတယ်ရှင်။ပြီးသွားပြီဆိုရင်တော့ဒီပဲပြားနှစ်ပြားသုံးထားပါတယ်။ပဲပြားတွေကိုရေချောက်သွားအောင်လို့အပေါ်ကလေးတစ်ခုနဲ့ပေါ့နော်၁၅မိနစ်လောက်ဖြီးထားပေးပါမယ်။ ပိတ်စားပါတော့ရှိသားသုံးမဲ့ဆိုရင်ဒီပဲပြားရီထဲမှာရှိတဲ့ရေလေးတွေကိုဆော့အားပို့ပြီးတော့ကောင်းပါတယ်အခုကမိကတော့ကြာပါတော့ရှိတဲ့ဒီအဝတ်လေးနဲ့ပဲသုံးထားပါရယ်နော်ပေးပြတုံးတဲ့အခါမှာအတုံးလေးတွေပေါ့ညီညီလေးနဲ့လှအောင်လို့ပေါ့နော်မိကတော့အနားလေးတွေမညီတာလေးတွေကိုလိုက်ပြီးတော့မှဖြတ်ပစ်လိုက်ပါတယ်ရှင်။ ပဲပြားလေးတွေအတုံးကြီးကြီးတုံးပြီးသွားပြီဆိုရင်တော့ဒီပဲပြားထဲမှာကြန့်ရှိနေတဲ့ရေလေးတွေပေါ့နော်ခြောက်သွားအောင်လို့ဒီခြေသားပိစလေးနဲ့ထပ်ပြီးတော့တုတ်ပေးပါမယ်။ စီတူဘူးလုပ်တဲ့အခါမှာအဓိကအချက်ကကြတော့ဒီပဲပြားကိုရေမကြံအောင်၆နှစ်အောင်တုတ်ပေးရမယ်ပြီးသွားပြီဆိုရင်တော့သူ့ရဲ့အသုံးဆောင်ပစ္စည်းတွေကလည်းလုံးဝတန့်နေမှာဖြစ်မယ်ပေါ့နော်ပြီးရင်ဒီပိတ်ဆပေါ့နော်ပိတ်ဆလည်းတန့်နေရမယ်ဒါပြီးတော့ကျတော့ဒီစင်နီတုံပေါ့နော်ဒီပဲပြားထဲနဲ့ဘူးကကြောင့်လဲတန့်ပြီးတော့၆တွေ့နေတဲ့ဘူးဖြစ်ရပါမယ် လက်ကိုလည်းတန့်နေအောင်ရေးဆေးပေးရမယ်ပြီးရင်ချောက်သွေးအောင်လည်းလက်ကိုတုပ်ပေးပြီးတော့မှာပေါ့နော်ဒီပေပြားလေးကိုခြံပေးပါပေပြားလေးတွေကိုစိုက်တူရဲတူလှီးပြီးသွားပြီဆိုရင်တော့ဒီကော်ဘူးလေးထဲမှာပေါ့နော်တန့်စင်နဲ့ရှိသားအဝတ်လေးကိုခင်းပေးပြီးတော့မှာဒီအကွာဝင်းညင်ကြီးလေးနေရာလေးရှာပေးထားမယ်ပြီးရင်အဖုံးလေးကိုမှာနည်းနည်းလေးဟပေးပြီးတော့ပိတ်ပေးနေတယ်အိမ်ထဲမှာပေါ့နော်အလင်းသိမ့်မရှိသောနေရာမှာထားပေးရပါတယ်မိကကြတော့အလင်းမဖောက်နိုင်အောင်လို့အပေါ်ကနေပြီးတော့အနက်ရောင်ပိတ်စလေးအုပ်ပေးထားပါတယ် သူက9ရက်လောက်ထိပေါ့နော်အခန်းပူချိန်မှာပဲထားပေးရပါတယ်။တသေးသားနဲ့တသေးသားမတူတဲ့အတွက်ပေါ့နော်ရက်အနှဲငယ်လေးတော့ကွာပါတယ်။ပေးပြားလေးတွေမှာဆိုရင်ဒီမှုလေးတွေတက်လာရပေါ့နော်။ရာသီဥတုကိုလိုင်းနေရဒီသားအလိုက်ပေါ့နော်။မှုအောင်လေးတွေကလည်း꿰ပြနိုင်ပါတယ်။မှုအောင်ကအစိမ်းအောင်နဲ့အနီအောင်မဟုတ်ဘူးဆိုရင်တော့စီတူဘူးလုံးလို့ရပါတယ်ရှင်။ဒါကတော့ပေါ့နော်စီတူဘူးတဲ့ထည့်ဖို့အတွက်ကိုအမုံဆက်မှာပဲဖြစ်ပါတယ်။ဟွာချောက်စီလေးကိုအနှဲငယ်လေးထည့်ပြီးတော့လှော်ပါမယ်။ ဆိုင်နေမှာမေးပြီးတော့မှဒီ ready made ထုတ်ပေါ်တော့ဝါကြောင်းမုတ်လေးတွေလည်းထည့်လို့ရပါတယ်မိကကြတော့ဒီဝါကြောင်းစီကိုပဲလှော်ပြီးတော့မှထောင်းပြီးတော့ထည့်ပါပါဝါကျောက်စီလေးတွေညအောင်ထောင်းပြသွားပြီဆိုရင်တော့စီတူဘူးရဲ့ကိုထည့်ရအနစ်ဆက်ပါတော့မယ်။ဒါကကြတော့ငရုတ်တီအကြက်မုတ်ကကြတော့လက်ဖက်စားစုံနှစ်စွန်းပြီးရင်အယောင်တင်မုတ်ကလည်းလက်ဖက်စားစုံနှစ်စွန်းငရုတ်တီအကြက်မုတ်ကကြတော့တစ်စွန်းပဲသုံးထားပါဗျ။ ပြီးရင်စားလေးရကြတော့ဒီလက်ဖက်စားဆုံးတစ်စွန်းကြော်ကြော်လေးထည့်ပါမယ်။ချက်သားမုန့်လေးရကြတော့လည်းလက်ဖက်စားဆုံးတစ်စွန်းထည့်မယ်။ခြောက်ကောပတ်ကောအမုန့်လေးရကြတော့လက်ဖက်စားဆုံးတဝက်လောက်လေးပဲထည့်ပါမယ်။ဒါကတော့ငါးမျိုးဆက်မဆလာပေါ့နော်ငါးမျိုးဆက်မဆလာလေးကိုလည်းအနှဲငယ်လေးထည့်ထားပါဗျ။အနံလေးပူမွေးသွားအောင်လို့ပါရှင်။ဒါကဆုံးနာထောင်းထားတဲ့ဝါကျောင်းစီလေးကိုလက်ဖက်စားဆုံးတဝက်ကြော်ကြော်လေးထည့်ပါမယ်ရှင်။ပြီးတော့ရင်တော့အားလုံးကိုမှုပေးလိုက်ပါမယ်။ ပဲပြားလေးတွေယူပြီးတော့ပေါ့နော်ဒီအမုံလေးတွေကပ်ပေးပါမယ်မိကလက်အိတ်နဲ့ပေါ့နော်ဒီပဲပြားကိုယူပြီးတော့မှအမုံကက်ကြည့်တယ်ပြီးတော့လက်အိတ်မှာပေါ့နော်ဒီအဲ့လိုမျိုးပဲပြားကကတ်တာတွေဖြစ်လို့ပေါ့နော်ဒီအားရအောင်လို့ပေါ့နော်လက်နဲ့ပဲဒီလိုအမုံလေးတွေကိုကတ်လိုက်ပါတယ်ရှင်စီတူဘူးတဲ့ကိုထည့်ဖို့ dress ရပူပေးမှဖြစ်ပါတယ်ဝါတူလေးနဲ့ပေါ့နော်စမ်းကြည့်လိုက်တဲ့အခါမှာစီလေးတွေကဘေးကနေပေါပေါောက်နေဆိုရင်ဒီအပူချိန်ကရပါပြီရှင် ပြီးသွားပြီဆိုရင်တော့ဒီပေးပြားလေးတွေကိုတန့်စင်ပြီးသားဖန်ဖလေးနဲ့ကိုထည့်ပေးပါမယ်။ တရှိုးကဒီနေရာမှာစီကိုပူပေးပြီးတော့မှပြီးရင်အေးပြန်ခံပြီးတော့မှထည့်တယ်မိကကြတော့ဒီစီပူပူပဲတစ်ခါရဲ့လောင်းထည့်လိုက်တယ်ပေါ့နော်ဒီပဲပြားလေးတွေကကြတော့ဒီမှုနဲ့ဒီအချင်းဖောက်ထားတဲ့အတွက်ပေါ့နော်မိကစီပူပူထည့်လိုက်တဲ့အခါမှာနည်းနည်းစိတ်တန့်သွားအောင်လို့ပေါ့နော်ပြီးရင်အဖုံးကိုလောင်းပိတ်ပြီးတော့မှခုနှစ်ရက်တော့မဟုတ်ငါးရက်ထားပြီးတော့မှပေါ့နော်စားသုံးလို့ရပါပြီရှင်